谁只鸟语？它叫。 ြည့်တယ်များရှင်။လေဒီဆရာတော်ဖျားကြီးဟာဒီပဏိကျမ်းမောင်းများစွာကို ရေးသားပူဇော်ခဲ့ရုံမှကပြည်သူများတရားသူတရားမြတ်တို့ကို နာကြားနိုင်စီရန်အတွက်လည်းမြမနိုင်ငံအနှံ့ကြားသို့ကြွရောက်ခါတရားဒေသနာများဟောကြားချီးမြှင့်ခဲ့ပါသည်။အဲ့ဒီအကြောင်းများနဲ့ပတ်သက်ပြီးမုံရွမျိုးအရှိလေဒီတိုက်ဆရာတော်ဗဒနာကုဏလမအခုလိုမိန့်ကြားတော်မူခဲ့ပါသည်ရှင်။ဆရာတော်ဖျားကြီးဒီမြေစင်းတာမလီဘုရားက စာပေရေးစီရတုရေးတာလေရေးစီရတုကိုကြည့်လိုက်တဲ့အခါမှာသူကလူငယ်ပင်ဖြစ်တော်လဲပြီအမှန်တန်လေးနဲ့တူအလုံးလုံးနေတယ်ဒီရှင်ညွန့်ချက်တွေနဲ့ဒါကိုတွေ့ရတယ်အဲ့ဒါတွေ့ရတဲ့အခါကျတော့ဆရာတော်ဘုရားကြီးဟာဒီငယ်စီငါကိုကစာပေရဲ့အတ္တာရအမြုတေကိုသူပฏิပန်ဉာဏ်ပညာနဲ့တခါလေရှင်တွဲပြီးတော့လာတာကိုကြီးတွေ့ရတယ်။ဘာကြောင့်လဲလို့ဆိုလို့ချင်းဆရာလေလီဆရာတော်ဘုရားကြီးတရားဟောကြားတဲ့အခါမှာ ဒီအတန်ဩဇာနဲ့လျော်ညီသောသကလုံးလိုခံညာသောသကလုံးပြည်ပြည်သောသကလုံးထင်ရှားသောသကလုံးများကိုပြောနေတာကိုကိုကြီးကိုမရတယ်။အဲ့တော့မြန်မာနိုင်ငံပေါ်မှာတရားဟောရင်ဂါထာစီနိုင်တဲ့ပုဂ္ဂိုလ်ကလက်ဒီဆရာတော်တပါးတည်းပဲရှိပါတယ်။နော်။ဆရာတော်ဘုရားကြီးကဒီအကြောင်းအရာတွေကိုဂါထာရွတ်ပြီးတော့ဟောတော့မယ်ဆိုလို့ရှိရင်ချက်ချင်းစီပြီးတော့ချက်ချင်းဟောနိုင်တဲ့ပုဂ္ဂိုလ်တူများဖြစ်တယ်။ မြန်မာနိုင်ငံတနိုင်ငံလုံးမှာပကံခစ်ကစပြီးတော့အခုပြည်တော်စုခစ်တိုင်အောင်တရားဟောရင်ဂါထာစီကုန်းနိုင်တဲ့ပုဂ္ဂိုလ်ကလက်တီဆရာတို့တပါးပဲတွေ့ရတယ်နော်ဘုန်းကြီးတို့ဘာကြောင့်လဲလို့တွေ့ဘုန်းကြီးရဲ့ဥပဒေဆရာတော်ဖြစ်တော်မူသောကြောက်ကတောင်ပီလာဆရာတော်ဖရာကြီးရဲ့တပည့်ဖြစ်တဲ့အောင်မြင်ချမ်းသာဆရာတော်ဖရာကြီးရဲ့အမိတ်ရှိတာလေဒီကအမှန်တန်ထင်ရှားတဲ့ပုဂ္ဂိုလ်ပဲတဲ့အဲစကားပြောတဲ့နေရာမှာလဲရှိရှိသမျှပုဂ္ဂိုလ်တွေနားဒီနားဆွင့်ပြီးတော့ အာယုစိုက်ပြီးတော့နားထောင်လာရအောင်လာကြောအင်မတန်ကောင်းပဲဒါကြောင့်လက်ဒီဆရာတော်ဘုရားဒီမွေးဖွားပြီးတဲ့နောက်ဒီစက်တန်ဆိုတဲ့ကိန်းနမိတ်ကြီးပြလိုက်တာနဲ့ဘာဘာပေါ်မှာထင်ရှားမဲ့ပုံကိုဖြစ်တယ်ဒါကတည်းကနော်ဒါကြောင့်သံဃာပြောတဲ့နေရာလိုက်အင်မတန်ထင်ရှားတယ်စာပေပို့ချတဲ့နေရာမှာလည်းအင်မတန်ထင်ရှားပါတယ်အားကြောင့်လေလို့ဆိုလို့ရှိရင်စာပေမှာဘာကြောင့်ပြောင်ပြောင်ဆိုတာမြင်တယ်လေလို့ခွန်ကြီးတို့ပြောမယ်ဆိုလို့ရှိရင်လေဒီ ပရမလာညဝါဆိုတာမြန်မာနိုင်ငံတနိုင်ငံလုံးကိုပုံမှန်ပြီးတော့သွားတယ်။နော်အဘိဓမ္မာညဝါဆိုရင်တောင်မြို့ကမြန်မာနိုင်ငံတနိုင်ငံလုံးကိုပုံမှန်ပြီးတော့သွားတယ်။နော်နေဝါစာပေအဲကြော်ကြတာကဒီမြန်မာနိုင်ငံကိုဖုံးလွှမ်းပြီးတော့သွားတာကခွန်ကြီးတို့လူလဲလူမန္တလေးမြို့ဖြစ်တယ်။ဟောပြီးတော့ဗိဓကကျန်းကန်ရှိသမျှတွေကိုအ내မြန်မာပြန်ဆိုပြီးတော့ဖောက်ထွင်းပြီးတော့သွားနိုင်တယ် ထောက်ထွင်းသွမ်းနေအောင်ပို့ချနေတဲ့ပုံကိုယ်တွေကတော့မခုတ်ဘူးဆရာတော်ဘုရားကြီးတွေပဲနော်။ဒါကြောင့်မခုတ်ဘူးဆရာတော်ဘုရားကြီးရဲ့အဆက်အနွယ်ဖြစ်ကြတဲ့မြန်မာနိုင်ငံမှာအဲခိုင်ပေါင်းစုံရှိတဲ့ပုံကိုယ်တွေအမှန်တင်ရှားတဲ့ပုံကိုယ်တွေမဟာဝိတုဒ္ဒရာမနော်မခုတ်ဘူးဆရာတော်ကြီးများရဲ့ဒီအဆက်အနွယ်ဖြစ်ကြ။ဒါကြောင့်လေဒီတို့မခုတ်ဘူးတို့အဲ့နောက်ပြီးတော့မဟာဝိသုဒ္ဓယုံဆရာတော်တို့မန္တလေးဆရာတော်တို့ဆိုတာတွေကတကယ်ပါဠိနာပြုပုဂ္ဂိုလ်အမှန်ဆက်ဆက်နေတဲ့ပုဂ္ဂိုလ်ဖြစ်တာ ဒါကြောင့်ဤကဲ့သို့ထင်ရှားနေတာကိုတွေ့တယ်လေဒီရှာတော်ဘုရားကြီးဟာအမှန်တန်ထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဆိုတာကိုဆိုကြည့်။ဒါကြောင့်လေဒီရှာတော်ဘုရားကြီးရဲ့ဒီပညာဘုံများကိုခွန်ကြီးတို့ပြောမယ်ဆိုလို့ရှိရင်လေဒီရှာတော်ဘုရားကြီးဟာဣသရိယဂုံတော်ကြီး၉ခုရှိတာကိုခွန်ကြီးတို့တွေ့ရတယ်။ဒါကြောင့်လေလို့ဆိုလို့ရှိရင်ဒီလေဒီရှာတော်ဘုရားကြီးရုပ်ထုတော်ဖွင့်လှစ်ပွဲမှာခွန်ကြီးကလေဒီရှာတော်ဘုရားကြီးဂုံတော်ကြီး၉ချက်ကိုခွန်ကြီးကထုတ်ပြီးတော့ပြတယ် เนาะအဲ့ဒါကိုအဲဒီစာရန်တင်သွင်းပြီးတော့ဆရာတော်ဘုရားကြီးဒီရုပ်ထုတော်ကိုဖွင့်လှစ်ပြီးတော့ပြီးတော့ပါဗျာလို့ဘုန်းကြီးအရာအဲ့ဒီတော့ကရေးထားတဲ့စာပါပဲเนาะလေဒီမဟာဖြေရောပရိယတ်တိဝိသာရတောပฏิပတ်တိနိယတာစရောနှစ်ချက်ပရမတ်ထပကသနေတတရံတိတန်လိဘောနိရောဓိပကသနေတိတရံတိတန်လိဘောအလုံးလေးချက် ဓမ္မဒေသနာယံသာရိပုတ္တထေရနုဝတ္တဘောဓမ္မလေးခဏယံဗုဒ္ဓဘောသထေရနုဝတ္တဘောနောက်ခွန်ရှိကဝိဝါဒဝိနိစ္စယေဥပါလိထေရနုဝတ္တဘောမိစ္ဆာဝါဒပဟာနေမောက္ကလိပုတ္တတိတ္တထေရနုဝတ္တဘောပညာဖြာကရဏီနာဂသေနထေရနုဝတ္တဘောအလုံးကူးရပါလေလေဒီဆရာတော်ဘုရားကြီးဒီ ပရိယတ္တိအရာ၌လွန်စွာရင်းရင်တော်မူပါ၏ပရိယတ္တိအရာမှာရင်းရင်အဲ့တော့ဒီတော်သုံးတော်မှာသားကောင်ကြီးတွေရင်းရင်တဲ့သားကောင်ကြီးတွေထဲမှာရှင်သေးလောက်ရင်းရင်တဲ့သားကောင်ရှိဘူးရှင်သေးတန်ကြားရင်ဘေးရသားလေးကုန်ပြီလေဒီဆရာတော်ဘုရားကြီးရဲ့ပရိယတ္တိအရာ၌အဘိဓမ္မာအရာမှာသုတ်တံအရာမှာသို့မဟုတ်ဝီနည်းအရာမှာသို့မဟုတ်သရာ ညအရေးရမှာဆရာတော်ပြောလိုက်တဲ့ဒီထုတ်ဖြတ်ချက်ဟာရှင်သေဟောသကေဖြစ်ပါဒါကြောင့်အမှန်တန်ရဲရင်နေလို့ဆိုလို့နိနာမကပฏิပတ်တိနိယတာစရောပฏิပတ်တိတရားတို့ကိုအမြဲသာဝရကျင့်သုံးတော်မူသောအရှင်းသူမြတ်ကြီးဖြစ်ပါပဲလက်ရှိဆရာတော်ကစာလဲတတ်တယ်စပေလဲပြုစုတယ်သူစာတဲ့ကမြစ်တာကဥတိုင်းလဲကျင့်တော် ဘယ်ကြီးရတော့ဘုရားကဒီအနှစ်90လူတို့ဟာနှစ်90ရဟန်းလို့ဒါကရကမလို့အနှစ်90ရောက်လို့ရှိရင်တရားဘက်ကိုမဟုတ်ချမသိလို့ပါမယ်တရားဘက်ကိုညွတ်ရမယ်ရှင်းရမယ်ကန့်ရမယ်အဲ့တော့စင်ကြီးစင်ကြီးလေးပြော့ပြီးတော့တပည့်တော်တို့ဗျာတရားတော်အမထုတ်နိုင်ပါဘူးလို့ဒီလိုမပြောရပါနဲ့စင်ကြီးစင်လည်းမပြီးနဲ့နှစ်90ပြီလို့ဆိုဒါကြောင့်လေဒီဆရာတော်သူပြောတဲ့စကားတိုင်းယထာဝါဒီတထာကာရီပြောတိုင်းကျင့်သုံး၍ ကျင့်သုံးတဲ့အတိုင်းမိတ်ဆိုတော်မူတဲ့ပုဂ္ဂိုလ်တွေမှာပါမနဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူ90ကိုတောထွက်ပါ အထုပ်ပါလို့ပြောသလိုတက်တော်90ပြည့်တဲ့ကလည်းဆရာတော်ကတောထွက်သွားတယ်ပฏิပတ်တိနိဒာဆိုတော့ပฏิပတ်တိတရားကို အမြဲထာဝရကျင့်သုံးလို့မူတဲ့အတိအကျဖြစ်တယ်သုံးနံပါတ်ပရမတ္ထဘဂဝတိသတ္တပံတိတိနိတန်နိဘော ပရမတ္ထဗကာသနီပရမတ္ထတရားတို့အဘိဓမ္မာတရားတို့ပြစားသောနေရာ၌ဘာနဲ့တူတယ်လို့ပြောရင်နေမင်းကြီးနဲ့လားလို့ပြောရင်လောကကြီးကအောင်တိကြနေတဲ့ချိန်ခါကာလမှာမိခွက်နဲ့ထွန်းလို့လည်းပဲဟိုရှိသမျှနေရာဌာနတွေမှာဘာမှရှာလို့မရဘူး။ဘာအလင်းရောက်လဲပဲပြီ။လာအလင်းရောက်လဲပဲရှာလို့မရဘူး။နေထွက်လာတဲ့ခါကျတော့ချောင်းကျူချောင်းကြားကအကလေးတွေတောင်မှရှာလို့ရတယ်။အဲ့တော့ဒါကြောင့်ပရမတ္ထတရားကိုထွန်းဖောက်တဲ့နေရာ မျိုးသမီးကလေးတို့ရဲ့နှလုံးသားထဲမှာအမျိုးသားလေးတို့ရဲ့နှလုံးသားထဲမှာဗုဒ္ဓဘာသာသူတော်ကောင်းတွေနှလုံးသားထဲမှာအဘိဓမ္မာအလင်းရောင်ဖို့ဖောက်နေတာလေဒီဆရာတော်ဘုရားနော်ဒါကြောင့်ပရမတ်ထသခိတ်ကျမ်းကြီးကိုရေးသားတည်ပြီးစီရင်တော်မူပြီးတဲ့နောက်မှာဘုန်းကြီးတို့မိဘကြောင့်လည်းစိတ်စေစိတ်ရုပ်နေပါအကြောင်းအရာတွေအကုန်ပြောနိုင်ရတယ်ပရမတ်ထသခင်ရဲ့အသင်းမှာ16နှစ်18နှစ်17နှစ်နှစ်လက်စရာမျိုးသမီးတွေဟာ စိတ်စေတသိက်ယုတ်နေပါအကြောင်းတွေကိုအကုန်လုံးပြောပြနိုင်တယ်။ဘုန်းကြီးတို့ကြောက်ကံမှာဆိုလို့ရှိရင်ပရမတ်ထဆရာပေါင်း200ရှိတယ်။နော်လေစီတာတော်ကြီးဆရာတော်ဘုရားကြီးရဲ့ပရမတ်ထတန်ခိတ်ကျမ်းကိုအဲသင်ကြပြီးတော့အဲတက်မြောက်ကြတဲ့ပုံကိုယ်တွေကဘုန်းကြီးတို့ဦးကြီးတွေဦးလေးတွေအကူတွေအစရှိတဲ့ပုံကိုယ်တွေအဲအဲ့ဒီပုံကိုယ်တွေကအဲ့ဒီခေတ်တုန်းကအင်ပန်သင်ကြတဲ့ပုံကိုယ်တွေကိုကြောက်ပါရမှာတယောက်မှမရှိတော့ဘူး။နော်တယောက်နှစ်ယောက်ပဲရှိတော့ အဲ့တော့ပရမတ်ထတရားကိုပြတော်မူတဲ့နေရာမှာညီမင်းကြီးနဲ့အလားတူတူတဲ့လေဒီဆရာတော်ပေါ်လာကလေးကမြန်မာနိုင်ငံမှာစေအကြောင်းသိတယ်စေတသိက်အကြောင်းသိတယ်ရုပ်အကြောင်းသိတယ်နိဗ္ဗာန်အကြောင်းသိတယ်ပရမတ်တရားဒီမှာနင်းလာတယ်ဒါကြောင့်ဆရာတော်စာကိုဟိုအိမ့်ပဲသိသွားတဲ့အခါကျတော့အဘိဓမ္မာသိတဲ့ပုဂ္ဂိုလ်ကြီးမြတ်စွာဘုရားတရားကိုပို့ပြီးတော့ညွတ်တယ်အဘိမာတရားကိုနားတဲ့ပုဂ္ဂိုလ်ကြီးမြတ်စွာဘုရား တရားနာတဲ့နေရာမှာအမှန်တန်ဟုတ်လားလင်းနဲ့ပြီးတော့ထင်ရှားစွာသိနိုင်တယ်ဝိပဿနာတရားဟောတဲ့နေရာမှာပရမတ္ထတရားမသိတဲ့ပုဂ္ဂိုလ်ဝိပဿနာတရားမှာတကယ်မျက်စိမှိတ်ပြီးတော့တော်တယ်သွားတယ်လူတွေအားနာနေပြီနော်အဲ့တော့မျက်စိကောင်းပြီးတော့အလင်းရောင်ရှိပြီးတော့လံကောင်းမှာဖြောင်းပြောင်းကြီးသွားနိုင်မှုရံလွဲဟာပရမတ္တတရားကိုနည်းနည်းပုံမှန်ရည်ကြည့်တယ်။အဲ့တော့သုံးနာမကအ နိရောဓိပကသနီတတရံဒီတရံတိတန်နိဘောနိရောဓိပကသနီတရာတရားတရာကျမ်းကိုပြဆိုသောအရာ၌တရာတို့ပြဆိုသောအရာ၌ဒီတရံတိတန်နိဘောလာမင်းကြီးနဲ့အလားတရာတူပြီလို့ပါလေအဲ့တော့အဲ့တော့တရာကျမ်းကိုရေးတဲ့နေရာလက်ဒီဆရာတော်ဘုရားကြီးကပါလေလို့ဆိုလို့နိရောဓိဒီမီကျမ်းကြီးကိုရေးတယ်နော်နိရောဓိဒီမီကျမ်းကြီးကိုရေးပြီးတော့သူကပရမနာမည်တော့ကတော့ မောက်ကလာနာဒီပဏီလို့ရေးလိုက်တယ်ကျေးဇူးရှင်မာဝိသုဒ္ဓကိုဆရာတော်ဘုရားကြီးတွေကိုပြတယ်ကောင်းပြီရဲ့ဥညာဏဘုရားစာဒီမှန်ကောင်းပါတယ်အဲသူတို့နာမည်လေးတော့ပြောင်းညာဘူးအမိတ်ရှိတော်မူပါဗျာမောက်ကလာနာဆိုတာကမြန်မာနိုင်ငံသားဟိုစာသင်သားတွေဘုန်းကြီးတွေဘုန်းကြီးလောကမှာသူကမျက်နှာစိတ်နေတယ်တရာကြီးကမျက်နှာအကုန်လုံးနဲ့ကြွန့်ကျင်တယ်အဲ့တော့ကောင်းတော့ကောင်းတယ်ထင်တော့ထင်ရှားတယ် ်သို့သောမြန်မာနိုင်ငံနဲ့တန်ခါထူးနေတာသိပြီတော့ဟိုမျက်လာစိတ်နေတယ်အဲ့တော့မောက်ကလန္နာဒီမနီဆိုရင်ကိုတော့အသုံးနေနေလိမ့်မယ်ဒီရုပ်တီဒီမနီမကောင်းဘူးလားကောင်းလားပါဗျာအဲဒါကြောင့်ဟိုလေဒီချာတော်ဘုရားကြီးကနီရုတီဒီမနီကျမ်းကိုရေးတယ်နီရုတီဒီမနီကျမ်းရေးလိုက်တဲ့အခါကျတော့အာနီရုတီဒီမနီသရာရေးရာကျမ်းကောင်းကင်ဘုရားကြီးကြည့်လိုက်တဲ့အခါမှာလာကြီးထွက်လို့သလားထွက်လာသလိုပဲဟေ့ ောက်ကြကြဲလို့ရှိနေတဲ့ရာကျန်လေးဟုတ်လားအင်္ဂါကျိုးနဲ့တူတဲ့ရာကျန်လေးအစကြီးတဲ့ဗျိုကြီးကိုလုံးတွေမှာထင်ရှားနေတဲ့မောင်ရိုင်းဆိုင်နှန်းတို့အစကြီးတဲ့လက်ကတ်တွေထင်ရှားနေတဲ့ရာကျန်လေးတဲမှာလမ်းနဲ့တူသောဟိုရာကျန်ကြီးပေါ်လာတဲ့တွေ့ကြောင်းယေရှုရှင်လည်းဒီဆရာတော်ဘုရားကြီးဒီတရာပုပ္ပအက္ခရာလို့ပြစားသောနေရာ၌လာမင်းနဲ့တူမူ၏နော်အဲဒီလေးနာမှာဓမ္မဒေသနာယံတာလိပုတ္တထေရလူကို လည်းဒီဆရာတော်တရားဟောလို့ရှိရင်ရှင်သာရိပုတ္တရာရဲ့နောက်သူလိုက်ကိုရှင်သာရိပုတ္တရာပဲအမှန်တရားကျေဝန်းလာပြီဟောကြားနိုင်တယ်။ကြိုက်လက်မျိုးမှာလည်းဒီဆရာတော်ဘုရားကြီးတရားဟောတဲ့အခါမှာပထမညာကကုသလာဓမ္မ။ဒီဒီနေ့ကုသလာဓမ္မဟောကြားဆိုဟေးလို့ပြောတဲ့အခါကျတော့အဲကုသလာဓမ္မဆိုတော့ကုသူအကြောင်းအရာတွေကုသူကြောင့်ဖြစ်တဲ့အကျိုးတရားတွေအဲကုသူကြောင့်ဖြစ်တဲ့ဝိတုတ္တတေတာတကားတွေအဲ့တော့ဘလောက်ဟောလို့ဆိုလို့ကြီး9နာရီကဟောတာည7နာရီပဲ။9နာရီဟောတယ် တပုတ်ကိုချဲ့ဟောတာနော်နောက်တပုတ်နောက်တရရောက်တော့ကိုင်းဒီတခါတော့အကုဒလာဓမ္မအလဲဟေးအကုဒလာဓမ္မဟောကြလို့ဟေးလို့ဆိုတော့အကုဒလာဓမ္မလည်းအကုသူတရားတွေအကုန်ထုတ်ပြတယ်လောဘဒေါသမောဟမာနဣဒံမေရိယာစာကြည့်တဲ့ကုသူတရားတွေနောက်ပြီးတော့အဲ့ဒီအကုသူတွေကိုဘယ်လိုဘယ်လိုကြောင့်ဖြစ်ပေါ်လာတတ်တယ်ဘယ်လိုဘယ်လိုပုံကူတွေနဲ့တွဲရင်ဒါတွေဖြစ်တတ်တယ်ဘယ်လိုဘယ်လိုအနှလုံးသွင်းချက်တွေနဲ့ဖြစ်တတ်တယ်အဲ့ဒီဖြစ်တတ်တဲ့အကြောင်းကြောင့်အကုသို့ကြောင့် နှုတ်ကလေးတစ်လုံးမှားတာနဲ့တန္တရာလောကဒုက္ခရောက်ပြီးတော့တယ်။ဒီတန်းစာမှာဒီယဟနာထေရီမာကြီးတွေကိုဒီပြီးတန်းစာမှာကြီးတွေဟာအလိုက်မှမသိလိမ့်ကြီးဒီလိုညစ်ပရသလားစသည်ဖြင့်ပြောလိုက်ပြီတဲ့အတွက်ကြောင့်အံဘပါဠိလို့ဆိုတဲ့အမျိုးသမီးကလေးရှင်အဲယဟနာကြီးတို့ဖြစ်ရကြပါတယ်။တပည့်တော်မှာဗျာတဲ့ဟိုတော့က ဆရာတို့ဗျာတပည့်တော်မှာနှုတ်တစ်လုံးမှားခဲ့ဘူး။နှုတ်တစ်လုံးမှားခဲ့ပြီလို့ဘဝအချက်အချက်မှာဤကဲ့သို့သောဖြစ်မျိုးဖြစ်ပြီလို့ဤကဲ့သို့သောယဟန္တာဖြစ်မဲ့ဘဝတောင်မှာဣမတန်လှပကြော်ရှင်းတဲ့ဥပပတိတန် နေနေတဲ့ဟုတ်လား။ဘွာကနေပေါ်လာတဲ့ပတိတန်နေနေတဲ့ပုပ်ကူပြီးဖြစ်လင့်ကစားမှတခုအကုသို့တခုလုတ်ခဲ့တဲ့ကြည်ရဲ့တော့ဒုက္ခရောက်ပါတယ်ဗျာစရှိတယ်ဝိတုကြီးခေါ်လိုက်တဲ့ခါကျလူကြီးလည်းပဲအကုသို့ချက်အကုသို့ကိုရှောင်ကျင်တဲ့စိတ်တွေပေါ်လာအောင် လုပ်ဆုံးနိုင်ကြပါဘူး။နော်ကြာတော်လျာဟောလို့ရှင်ဟယူရေဘောဟူလာဟယူရဲ့အဲသူကဟယူရဲ့ဟောလိစီတယ်။နော်ဒါတော့လေးဆရာတော်ဘုရားကြီးအဲ့လိုဟောတယ်။နောက်တရက်ကြာတော့တတိယညကြာတော့ကဲဒီနေ့တော့အဗျာကဒါဓမ္မဟောမယ်။ဘုရားကဒါဓမ္မဟောမယ်ဆိုတော့ကုသိုလ်ရဲ့အကုသိုလ်ရဲ့ဟောရပေါ်တယ်တဲ့အဗျာကဒါဆိုတာကဝိပတ္တိကရိယာတွေရုပ်တွေဒါဟောလို့မရှိဘူး။လေးဆရာတော်ဘယ်လိုနေမယ်မသိဘူး။အဲ့ဒီနေကြမှာကောင်းတာကိုပဲနော်။ ယုတ်တရားတွေဟောတဲ့ခါကျအဲ့ဒီယုတ်တရားတွေရဲ့ယုတ်သဘာဝတွေကြည့်ပြီးတော့အနစ်ဆအချက်ဒုက္ခအချက်ကိုဝိပဿနာရှုတဲ့နေရာမှာယုတ်ကသူဟာဘယ်နှလွယ်တာဘူး။နံတရားကဝိပဿနာရှုလို့မလွယ်ဘူး။ယုတ်တရားဝိပဿနာရှုတဲ့ခါကျတော့အဲ့ဒီယုတ်ထဲမှာလည်းအကျဉ်းဆုံးပထူရဲ့ဒီဇောရဲ့ဝါရောရဲ့နောက်ကာယပဒါနဲ့ပေါင်းစပ်လိုက်တဲ့ခါကျတော့လူလျောက်ထိုင်းနေတယ်ဆိုလို့ရင်မိမိထိထားတဲ့ခန္ဓာကိုယ်ရဲ့ကာယပဒါနဲ့အောက်ကပထူဒီဇောပါရောနဲ့ထပ်လိုက်တဲ့ခါကျတော့ ထိတာကိုဘာကနေမြင်ပါလဲပြစ္ဆုတ်ပံဆက်ဆက်ထိတာကိုမြင်လို့ရှိရင်ကတော့ဝိပဿနာရှုလို့ရတော့တာပဲထိတယ်ထိတယ်ထိတယ်စိတ်ကပျောက်လာတယ်အဲ့ဒီထိတယ်လို့ဆိုတဲ့အပေါ်မှာထိတာရဲ့အစနဲ့အဆုံးကိုတခါတည်းမြင်သွားတယ်အဲ့ဒီမှာအနစ်္စတခါတည်းပေါ်လာတယ်အနစ်္စအစ်စ်ပေါ်လာပြစ္ဆုတ်ပံဆက်ဆက်ဖြစ်သောထိချင်းသဘောကိုရှု၍ထိုထိချင်းသဘောပေါ်မှာအဖြစ်အပျက်အစဆုံးကို တခါလဲရှုမှလိုက်ရတယ်အနှိမ့်စာဖြစ်တာပဲလက်ရည်စာတော်ဘုရားကြီးရဲ့ပရမတ္ထတိမီဒီကကျမ်းကြီးထဲမှာအဲ့ဒီရုပ်ရှိချက်တွေကိုတခါလဲဟိုတရားဟောတော့ကဟောတာတွေဘုံထည့်ပြီးတော့ဟောရေးထားတာတွေ့ရတယ်နော်ဒါကြောင့်အဲ့ဒီနေကြမှာအာလုံးဆရာတော်ဘုရားကြီးပဲသာဓုခေါ်ကြတယ်အောင်းဟောစရာခေါ်လိုက်တာဗျာဣဗဒာမဒီအခါမဲ့မိုးကြီးရွာလိုက်တယ်ဦးနေတဲ့ ရာဇီဥရုမှာအေးနေတယ်အေးတက်ကြီးလွှမ်းလာတယ်ဘုတပည့်တော်တို့ဗျာဆရာတော်ဘုရားတရားနာတာကောင်းလိုက်လေဗျာနော်အဲအဲ့လိုဟောတယ်နောက်လေဆရာတော်ကြီးကတရားဟောတဲ့အခါမှာအဲသူကတမျိုးရှိတယ်ဘယ်လိုလဲလို့သူလို့ရှိရင်ဘုရားအလုံးမှာဘုန်းကြီးတို့တရားဟောတယ်အလုံးတရားဟောတော့ပြိဿကလည်းကြိတ်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 နဲ့ရောက်နေဆရာတော်ဘုရားပြိဿဆုံးပါဟေးဘိဓာဆုံးတာကမင်းတို့ကပြောနေကြတယ်ဟိုအနောက်ဘက်က အဲတို့တကားဒီမလာသေးဘူးလားဟေ့မြေကန်းကအနောက်ဘက်မြေကန်းကတကားဒီမလာဘူးလားတန်ငါတဲကလူတွေတန်ငါသေးတွေကိုပြောတယ်နော်ဆရာတော်ကဒီတန်ငါလုံးလို့တို့အကုသို့လုတ်ပြီပဲလို့ဒါကစရဏမျိုးစီဖြစ်သွားတာဝိဇာမျိုးစီကရုပ်တရားတွေနံတရားတွေအဖြစ်တွေအပြက်တွေအဲ့ဒါတွေကိုညံနေမှာဝင်လာလို့ဝိဇာမျိုးတဲ့မျိုးစီတက်ကလေးပြန်ရှင်းကြည့်တယ် မိုးထုတ်တန်ခါကလည်းဒီတရားနဲ့ဟောမှဖြစ်မှာကွာဘယ်နဲ့တို့ဟိရောက်ပလားဟိတို့အနောက်ကလည်းသာဒီမမရောက်ပါပြီအေးဟောကြသဖြင့်ဆိုပြီးတော့တန်ခါပဲဒီရောက်ပါတရားဟောတာနော်ဒါကြောင့်တရားဒေသနာဟောသောအရာနဲ့အရှင်သာရိပုတ္တရာမာထေရကြီးကဲ့သို့အတုလိုက်ကိုရေဟောတယ်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဒီဟိုမဟာနိဒိသသုလနိဒိသတုတ်တလီမပါဠိတော်ကြီးကို တခါတော့ချက်ပြီးတော့ဟောလိုက်တာပါဟုတ်လားတလုံးကို10လုံးလောက်တဝက်ကြကို10ဝက်ကြဝက်ကြ20နဲ့ပရိယအမှန်ကျွဲဝတာဟောနိုင်တယ်ဒါကြောင့်လေဒီဆရာတော်ဘုရားလည်းပဲတရားဟောတဲ့နေရာမှာတော့ရှင်သာရိပုတ္တရာလိုပါပဲရောက်ရင်ရုံမြင်တန်ကြားအဖြစ်တန်များရှင် ဆရာတော်ဖျားကြီးရဲ့သာသနာရေးဆိုင်ရာဆောင်ရွက်ချက်များထဲမှာ ကျမ်းစာများရေးသားပြုစုတော်မူခဲ့ပုံကျမ်းပြုကုန်းနဲ့ပတ်သက်ပြီးလဲနိုင်ငံတော်တန်ခါမဟာနိုင်ခအဖွဲ့တွဲဖက်ဂျိုးတော်ဆောင်အခမဟာပဏိတာဗရဏဇာဂရာဘိဝန္တမှာအခုလိုမိန့်ကြားတော်မူခဲ့ပါလိမ့်ရှင်။မြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီးကိုပွင့်လင်းအောင်စီပင်အောင်ဆောင်ရွက်တော်မူကြတဲ့ဆရာတော်ဆရာတော်တန်ခါတော်အများစုရှိတာတွေကယနေ့ယေရှုတော်ရှင်လက်ရီသတော်ဘုရားကြီးရဲ့ နာသနာတော်ကိုမှွန်လင်းအောင်ပြည့်ပြင်းအောင်ဆောင်ရွက်ခဲ့ပုံလေးနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးပြောကြမှာဖြစ်ပါတယ်ဆရာဘုရားပထမဆုံးကျမ်းပြုပုံကျမ်းပြုပုံနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ပထမဆုံးပြုစုတဲ့ပါရမီဒီမီကျမ်းဆိုလို့ရှိရင်သာသနာပိုင်းစံကြောဆရာဘုရားကြီးကဂါထာ20နဲ့ပါရမီဆိုင်ရာမေးခွန်းတို့ ထုတ်ပြန်ပါထုတ်ပြန်တဲ့ရည်ရွယ်ချက်ကမန္တလေးနေပြည်တော်မှာရှိကြတဲ့ဒိဋ္ဌိကျဲဆရာတော်ကြီးတွေဒီကအဖြေလွာကိုရကျင်လို့အတော်ဘုရားကြီးသာသနာ့ဘယ်ဆိုတော့ဘုရားကြီးကလေကုန်ထုတ်ခဲ့တာပါပဲသို့တော်လည်းပဲဆရာတော်ဘုရားကြီးရည်ရွယ်သလိုမန္တလေးနေပြည်တော်ကဒိဋ္ဌိကျဲဆရာတော်ကြီးတွေဒီကအဖြေလွာကို မရရှိပဲယေသူတော်ရှင်လည်းဒီဆရာတော်ဘုရားကြီးလို့ကြော်ကြားလက်တန့်ဖြစ်တဲ့ ။သာကြဆရာတော်လေးအရှင်ညာနာကြီးကအဖြေလွာကိုရရှိခဲ့ပါတယ်။အဲ့လိုရရှိခဲ့ကြတော့စီစီအဖွဲ့ဆရာတော်ကြီးတွေကသင်လိုကလေးကလာသာကြဘုန်းကြီးပေါ့စသည်ကလူကျင်တာမဟုတ်ဘူး။ထို့သာသနာပဲဆရာတော်ဘုရားကြီးကတကယ်ဒိဋ္ဌိကျဲဆရာတော်ကြီးတွေဒီကအဖြေလွာကိုလူကျင်တာဆိုပြီးတော့ပထမဆရာတော်ဘုရားကြီးရဲ့ပါရမီဒီပနီအဖြေလွာကိုပယ်ချခံရပါ ဒီတဲ့ကောင်းတဲ့အဖြေလွာဖြစ်အောင်ရေးအောင်မယ်ဆိုပြီးတော့ဆရာပြားကြီးကမလျှော်တော့လုံးလာနဲ့ထပ်မှန်ပြီးတော့ရေးပြီးတော့တင်သွင်းတဲ့အခါကျတော့ပါရမီဒီပနီကျမ်းဆိုတာဖြစ်ပေါ်လာပါတယ်ဒါကြောင့်ဒီပါရမီဒီပနီကျမ်းဟာတော့ဖြင့်ရှေးဥစွာဆရာပြားကြီးရဲ့ပထမဆုံးလက်စွမ်းပြကျမ်းဖြစ်ပါတယ်မေခွန်မေးတဲ့သာသနာပိုင်းဆိုတော့ကြီးကလည်းပဲတာမန်ပုဂ္ဂိုလ်များဒီဖြေကိုဒီမေခွန်ဖြေဖို့ရမကလာကြနဲ့ တာမန်ပုဂ္ဂိုလ်များဒီမေကွန်ဖြေဖို့ရမကလာကြနဲ့တာမန်ညာရှိတဲ့ပုဂ္ဂိုလ်များအဝေးသို့ဖယ်ရှားကြလော့လို့ဆိုပြီးတော့သတော်ဘုရားကြီးကအဲ့ဒါလိုကျောင်းဝါချက်တင်နေဒီမေကွန်တွေကိုမေးခဲ့တာပါပဲအဲ့တော့ကျေးဇူးတော်ရှင်လည်းသတော်ဘုရားကြီးရဲ့ပွဲဥွတ်ကျမ်းကကိုကတာမန်ကျမ်းမဟုတ်ဘူးတာမန်ကျမ်းမဟုတ်ဘူးသာကြဆရာတော်လေးဘွားကဖြေကြခဲ့တဲ့ကျမ်းဟာရေးသားခဲ့တဲ့ကျမ်းဟာတာမန်ကျမ်းမဟုတ်ပါဘူး ီနောက်ရင်းသားတဲ့ကျမ်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်လေသရောပြားကြီးပြုစုတဲ့ကျမ်းတွေဟာတောတောင်စခန်းတွေမှာတရားကျင့်ရင်းနဲ့ပြုစုတဲ့ကျမ်းတွေများများရှိပါတယ်အဲဒါဒါကြောင့်သရောပြားကြီးကမင်ကြားတော်မူဘူးပါလေသူရေးတဲ့ကျမ်းတွေကတဲ့ဘီလိုသောမနာမှုတဲ့တောတန်တောင်တန်ပေါ့တယ်ဤလိုသောမနမှုဆိုတာဘုန်းကြီးတို့အခုစာရေးကြတာဘုန်းကြီးတို့အခုကြံထက်တယ်လို့ပြုစုတော့ ကိုပြုစုတဲ့ရေးသားထားတဲ့ကြံကိုပြောထားတဲ့စကားဒီကျမ်းဂန်နဲ့ညီမညီဘီလိုတဲ့အစာအုပ်ကိုထုတ်ရထုတ်ပြီးတော့မှပြန်ပြီးတော့တိုက်ဆင်ရတာမျိုးတွေအများကြီးရှိပါတယ်။ယေဇုတော်ရှင်လည်းဆိုတော့ဘုရားကြီးရဲ့ကြံကတော့အဲ့လိုကြံမျိုးမဟုတ်ဘူး။ဥမာအာဟာရဒီနည်းကြံဆိုရင်မောဟမျိုးရွှေတော်ဘူးတောင်မှာတရားအထုတ်ရင်းနဲ့ရေးသားတဲ့ဦးတဲ့ကြံပဲ။အနတ္တဒီနည်းကြံဆိုရင်မွန်ပြည်နယ်ကုသနာယုံတောင် ီကုသနာယုံတောင်းဂူလေးထဲမှာတရားကျင့်အဲ့ဒီတရားကျင့်ရင်လည်းရေးသားတဲ့အနတ္တနဲ့ပတ်သက်ပြီးတော့ရှင်းလင်းရေးသားတဲ့ဉာဏ်ဖြစ်ပါတယ်။နောက်ဉာဏ်တွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဆရာဘုရားရေးသားတဲ့ဉာဏ်တွေဟာကလေးသူငယ်လူငယ်တွေအတွက်လည်းပါတယ်။အဲဒါဩတ္တမဗုဒ္ဓိတာဒီပဏိကျမ်းဆိုလို့ရှိရင်ယုတ်ဝေဒနာပညာသင်္ခါရဝิญဉ္ဇဉ်တို့အပေါ်မှာ ခုနှစ်ဌာနနားလေတော့အမျိုးကောင်းကအမျိုးကောင်းသမီးကိုအမြတ်ခေါင်ပြယောက်ျားအာဇာနီအမြတ်ခေါင်ပြအမျိုးသမီးအာဇာနီလို့အဲဒါလိုမြတ်စွာဘုရားမင်ကြားတော်မူတဲ့စကားအရေးမြတ်ကိုယူပြီးတော့ဆရာတော်ဘုရားကြီးကရှင်းအောင်လင်းအောင်ဥဒ္ဓမပုရိသတိနိကျမ်းဆိုတာဒီလိုပြုစုခဲ့တဲ့ကျမ်းဖြစ်ပါတယ်။မွန်ကြီးနေရတာမြတ်ဆရာတော်ဘုရားကြီးဒီဘုန်းကြီးတို့ လေဒီကနိုင်ငံတော်ဘူတန်ကဝန်ဆောင်ဆရာတော်တစ်ပါးရောက်သွားတော့ဘုရားကြွလာတယ်လေဒီရပါဗျာလို့ပြောလိုက်တာနဲ့သူဟာတဲ့ယေရှုတော်ရှင်လေဆိုတော့ဘုရားကြီးရဲ့ဥဒ္ဓမဗုဒ္ဓဒီနီကျမ်းကိုကြည့်ပြီးတော့အဲ့ဒီကျမ်းလာအတိုင်းကြည့်ကြံကြိုးကိုအထုတ်ပြီးတော့ဒီတော်တည်တော်ထဲမှာနေတာပါပဲလို့ဆရာတော်ဘုရားကြီးကနာမည်ဆိုတော့ဘုရားကြီးကမင်းကြားဘူးပါအဲ့တော့ အဲ့လိုကလေးသူငယ်သူမယ်တို့နဲ့လိုက်ဖက်တဲ့ကြမ်းလူကြီးသူကြီးတို့နဲ့တင့်လျော်တဲ့ကြမ်းယံရှင်လူပညာရှိတွေနဲ့ပညာရှိတွေရဲ့အသုံးဆောင်ဖြစ်တဲ့ကြမ်းပညာရှိတွေရဲ့အသုံးဆောင်ဖြစ်တဲ့ကြမ်းကတော့ပရမတ္ထဒီပဏိဒီဃကြမ်းတို့နိရုဒ္ဓိဒီပဏိဒီဃကြမ်းတို့ဟာဒါပညာရှင်တွေအတွက်ရေးသားတော်မူခဲ့တဲ့ကြမ်းဖြစ်ပါအထူးအားဖြင့်ကလေးသူငယ်လူမယ်တွေနဲ့ပတ်သက်ပြီးတော့သုံးလူရှင်မြင်ကလင်္ကာလေး လင်္ကာတို့လိုပြီးတော့ပဋိသသမုပ္ပါလင်္ကာတို့လိုဒီလိုလင်္ကာတွေလည်းရေးသားပြီးတော့ဆရာတော်ပြည့်ချင်းမြင့်တော်မူခဲ့